ီတူပုံချဲလျင်ထုတ်လုပ်ရာတွင် ကုင္ခဲ့သောအိန္ဒိယနိုင်ငံသားကအမေရိကန်နည်းပညာများကိုတရုတ်ထံခူးယောင်း American E B2 Spirit Steel Bomber ကုပြောက်ပုံးကျဲလျင် ဖန်တီးရတွင်ကူညီခဲ့သောအင်ဒီယာနယ်ဖွာအင်ဂျင်နီယာဟောင်းတဦးသည်နေပညာလှုပ်ဝက်ချက်များကိုတရုတ်တုတ်ရောင်းချခဲ့ပြီးရင်းကြောင့်တရုတ်ကုပြောက်လျင်အစီအစဉ်များတွင်တူးတက်မှုများပြုလုပ်နိုင်ခဲ့ကြောင်းတရားရုံးမှတ်တမ်းများနှင့်လှုပ်ဝက်ချက်များထုတ်ဖော်ထားသောအစီရင်ခံစာများအရသိရှိခဲ့ရပါသည်။အင်ဒီယာနယ်ဖွာနူရှာကူဝရီယာသည် Northrop Grumman တွင်တွန်းကန်အားနှင့်ကုပြောက်နေပညာ များကျွမ်းကျင်သူတဦးဖြစ်ပါတယ်။၎င်းသည် American စစ်ရေးသမိုင်းတွင် အစစ်မြင့်ဆုံးဘုံကျဲလျင်များထဲမှတစ်ခုဖြစ်သည့် B2E ကူပြောက်ဆွေးရည်များကိုဖန်တီးရာတွင် အရေးပါသော အခမ်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။ကူဝတီးယားသည်1986ခုနှစ်တွင်ကာကွယ်ရေးကန်ထရိတ်လုပ်ငန်းမှထွက်ခွာပြီးနောက်လျှက်ဝက်လုံခြုံရေးဆိုင်ရာအစစ်အမြင့်ဆုံးခွင့်ပြုချက်များရရှိထားပြီးတက္ကသိုလ်အဆင့်၄ချောင်းပညာရပ်ဆိုင်ရာတင်နန်းများကိုပင်တင်ကြားပြီးခဲ့ပါ ါတယ်။သို့တော့2005ခုနှစ်တွင်၎င်းသည် FBI ၏စုံစမ်းစစ်ဆေးခြင်းကိုခံခဲ့ရပြီး၎င်းထံသို့ပို့ဆောင်ခဲ့သောပြိဘောကကွန်တိန်နာအတွင် လက်ဝက်ချက်စာရွက်စာတမ်းများကိုအေဂျင့်များကတွေ့ရှိခဲ့ရမှစုံစမ်းစစ်ဆေးမှုများစတင်ခဲ့ပါတယ်။ကိုဝဒီယာကိုဟာဝယ်ရီတွင်ဖမ်းဆီးခဲ့ပြီးလက်နက်တင်ပို့မှုထိန်းချုပ်ရေးအဥပဒေနှင့်သူလျော်လုံးမှုအဥပဒေများဖြင့်ဆွဲချက်တင်ခဲ့ပါတယ်။တရုတ်အပါအဝင်နိုင်ငံခြားအစိုးရများသို့ လက်ဝက်အချက်အလက်များပြီးအပ်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု Economic Times ကဖော်ပြထားပါသည်။နေပညာလွဲပြောင်းမှုအပေါ်စိုးရိမ်မှုများတူပါစေ။ကွန်ဝတီးယားသည်2003ခုနှစ်2004ခုနှစ်အတွင်းတရုတ်သို့အချိန်ပေါင်းများစွာသွားရောက်ခဲ့ပြီးအဆိုပါခရီးစဉ်များအတွင်းအနီအောက်ရောင်ကြီးထုတ်လွှင့်မှုလျှော့ချခြင်းနှင့်အာယုံခံနိုင်စွမ်းနေပါသောတွန်းကန်အားစနစ်များနှင့်ပတ်သက်သည့်ဒီဇိုင်းများကိုလွဲပြောင်းပြီးခဲ့ကြောင်း FBI ကပြောဆိုခဲ့ပါသည် ရင်းအချက်လက်များသည့်တရုတ်အားခရစ်တုံးကြီးနှင့်ဘုန်းကျဲလျင်နည်းပညာများတုတက်စီရန်ရည်ရွယ်ခဲ့ပါတယ်။ကူဝတီးယားသည်၃နှစ်ကြာကာလအတွင်းအ ਨੇ ဆုံးဒေါ်လာတသိန်းတထောင်ရရှိခဲ့ကြောင်းစုံစမ်းစစ်ဆေးသူများကပြောကြားခဲ့ပါတယ်။ကူဝတီးယားသည်ဆွဆွေးချက်များကိုကနအိုးတွင်ငင်းဆူခဲ့တော်လဲနောက်ပိုင်းတွင် စာဖြင့်ဝင်ထွက်ဆိုခဲ့ပါတယ်။ကျွန်တော်ပြန်စင်စားကြည့်တော့တရုတ်ကခရစ်တုံးကြီးပြုတ်လုပ်ရာမှာကူညီခဲ့တာမှားယွင်းပါတယ်။ကျွန်တော်လုပ်ခဲ့တာကသူလျော်လုပ်ခြင်း နဲ့သစ္စာဖောက်ချန်ပါပဲဟုပြောဆိုခဲ့ပါတယ်။2010ခုနှစ်တွင်၎င်းသည်အမှု14ခုဖြင့်ပြစ်ဒဏ်ချမှတ်ခံရပြီးနောက်တစ်နှစ်တွင် Federal Town ၌32နှစ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။လက်ရှိတွင်ကိုဝဒီယာသည်ကိုလိုရာဒိုရှိ Florence ADX အကျဉ်းထောင်တွင်အကျဉ်းကျခံနေရပါတယ်။ ၎င်း၏သားဖြစ်သူအက်စတန်ကိုဝတ္တရားကမူတရားခွင်အတွင်အရေးကြီးသောတတိအထောက်အထားများကိုဖုံးကွယ်ထားပြီး FBI ၏ဆွဆွဲချက်များကိုငင်းဆို၍ဖခင်ကိုအပြစ်မှလွှတ်အောင်ကြိုးစားခဲ့ပါသည်။တရုတ်ကိုပြောက်လီယင်ကမိခွန်းများဖြစ်ပေါ်စေမကြတိမီကဂျူတုဓပုံများအယရှင်းချမ်းရှိတရုတ်စံသက်ရေးဌာနတစ်ခုတွင်ကြီးမားသော still flying wing လရင်တစင်းကိုတွေ့ရှိခဲ့ပြီးနောက်ရင်းအမှုပြန်လဲပေါ်ပေါက်လာခဲ့ပါတယ်မေလ14ရက်နေ့ရက်စွဲပါ the world zone မှ ဖော်ပြသောအစူပါပုံများတွင် America B2 နှင့်ထတူနေပါတူသည့်တောင်ပံအကျယ်52မီတာခန့်ရှိသော drone ပုံစံလေးရင်တစင်းကိုပြသထားခဲ့ပါတယ် အစူပါလီယင်ကိုအသက်ဆုပ်ထားသောလီယင်ယုံများအနည်းတွင် တွေ့ရှိခဲ့ရခြင်းက၎င်းသည်တရုတ်၏အမြင့်ပြမြင့်မာပြီးကြာရှည်မောင်းနေနိုင်သောဟဲလီယင်အစီအစဉ်၏တစ်စိတ်တစ်ပိုင်းဖြစ်နိုင်သည်သို့မဟုတ် H20 Steel Bomber သို့မဟုတ် J36 Fighter ကဲ့သို့သောအခြားမျိုးဆက်သက်စီမံကိန်းများနှင့်ချိတ်ဆက်နေနိုင်ကြောင်းဖော်ပြခဲ့ပါသည်။ယင်းတွေ့ရှိချက်များအရတရုတ်၏ကူပြောက်လီယင်တိစောက်မှုတိုးတက်ခြင်းများသည်ခူးယူထားသောအမေရိကန်ကာကွယ်ရေး ်ပညာကြောင့်ဖြစ်နိုင်သည်ဟုသောစူးရိမ်မှုများကိုပြန်လည်ဖြစ်ပေါ်စေခဲ့ပါသည်။တရုတ်ပလက်ဖောင်း၏စွန့်ဆောင်ရေးအပိအစုံကိုမတိရသေးသော်လည်း၎င်းသည်အရေးကြီးသောတူတက်မှုတရက်ကိုကုစားပြုကြောင်းလီလာသုံးသပ်သူများကပြောကြားခဲ့ပါသည်။ Northrop Grumman မှတိစောက်ထားသော P2 Spirit သည် American စစ်တပ်၏လက်နက်တိုက်တွန်းအလျွက်ဆုံးနှင့်စွန့်ဆောင်ရေးအရှိဆုံးပုံကျဲလျင်များထဲမှတစ်ခုဖြစ်ပါသည်။၎င်း၏ရည်တံရှောင်ရှားနိုင်သော ောဒီဇိုင်းကြောင့်ရန်သူလီပိုင်နဲ့ကို မတိမသာထူဖောက်ဝန်ရောက်ရွက်ဒုံးချီများနဲ့နျူကလ িয়ার နဲ့နှစ်မျိုးလုံးကိုတည်ဆောင်နိုင်စွမ်းရှိပါတယ်။ပြီးခဲ့သည့်ရတကြပတ်ကအမေရိကန်သည် B2 ကိုအီရန်ရှိမီအောက်နျူကလ িয়ার စိတ်ယုံ Fordo ကိုပြစ်မှောက်ထားရွက်ပထမဆုံးအကြိမ်အဖြစ်တိုက်ခိတ်မှုစစ်ဆင်ရေးများတွင် အသုံးပြုခဲ့ပါတယ်။၎င်းကိုလင်းရင်ဤပြိုင်ပတ်မရှိသောစွန့်ဆောင်ရေးဆိုင်ရာတရုတ်ပြချင်းအဖြစ်ရှုမြင်ခဲ့ကြပါတယ်။အစ ူပါတိတ်ခိတ်မှုတွင်တိတအတွင် တင်းမာမှုများမြင့်တက်နေချိန်တွင်ဖြစ်ပေါ်ခဲ့ပြီးတရုတ်ကအလားတူနည်းပညာတွင်မိသည့်အတွက်ကြောင့်အရင်အနည်းအမြောက်အများဆက်လက်ရင်းနှီးမြှုပ်နှံနေရသည်ကိုအလေးပေးဖော်ပြခဲ့ပါသည်။